် SIC လေးကဘီလိန်ပေါ့ဘီလိန်ပေါ့အဲတတိယ drama ပေါ့တတိယတစ်ခါမှမတွေ့ဘူးမဲ့သူ့တချင်းကိုလေဟိုမိုးရေထဲမှာတချင်းရမ်းကြိုက်တယ်အရမ်းကြိုက်တယ်အဲအဲ့တချင်းလေးအရမ်းကြိုက်တယ်အရမ်းကြိုက်တော့ဩကိုကြိုက်တဲ့သမီးလေးနဲ့ရိုက်ရမယ်ပေါ့နော်ရိုက်ရမယ်နောက်ပြတော့သူကလေအဲသူပြောသူဒီတကားပဲရိုက်မှာတဲ့တတိမို့လို့ချစ်လို့ရိုက်ပေးတာဆိုတော့အဲသူ့စကားလေးကရင်ထဲအရမ်းထိတယ်လေ ုလေးပေါ့နော်ဘယ်တော့တောင်စိတ်လုံရှားနေရတယ်ဒီတရားတော့မလုံရှားပါဘူးမလုံရှားဘူးဆိုတာကကြတော့လေအဲဒီကားလေးကိုရိုက်မယ်ဆိုတာကအဲတီတီဟိုမျှော်လင့်ထားတာလည်းမရှိသလိုဖန်တီးမှုလည်းတီတီမရှိပါဘူးဒါကိုညိုစီစဉ်တာပါဒီကားလေးကိုတီတီပောက်ချင်တဲ့ဟာကတော့ဆန္ဒကတော့အပြည့်ရှိတယ်တီတီအဲ့ဒီရိုက်မဲ့ ကိုညိုရိုက်မဲ့ကားလေးကိုဒီဒီအရန်ပောက်ချင်ပါတယ်။ဘာဖြစ်လို့ပောက်ချင်တာလဲဆိုတော့ဒီလိုအရွယ်ကြီးကိုအဒီကားကြီးမှာဒီလိုရိုက်တယ်။ဒီလိုရိုက်တဲ့ခါကျတော့ကိုယ်အတွက်နဲ့ပတ်သက်ပြီးတော့အရင်းနှီးတွေအများကြီးထုတ်ထားရတယ်။ဒီဒီပစံတပြားမှမပါရှေ့ရပါထားရလဲမဟုတ်ဘူးเนาะအဲတိတိအတွက်နဲ့ပတ်သက်ပြီးတော့ကုန်ကြမ်းစိတ်တွေအများကြီးသူတို့ကုန်ထားတယ်ကုန်ထားတဲ့အတွက်အဲ့ဒီကုန်ထားတဲ့ငွေတွေကိုတိတိပြန်ရကြတယ် အဲသူသူစတော့ခုနှစ်နှစ်ခွဲလောက်ဖြစ်နေပြီတဲ့လားခုနှစ်နှစ်ခွဲလောက်ဖြစ်နေတော့အော်အတညာလုံးအဲ့ရမှာဆိုဘူးအဲ့ဖို့အစ်မပြေတော့ဘူးတိလားသူပြောတဲ့စကားပေါ်မှာလေအဲအဲ့လိုမျိုးပေါ့နော်စဉ်းစားစရာတွေအများကြီးပဲပေါ့နော်အဲ့နောက်ကျတော့တကယ်တကယ်ကျတော့ကိုညိုကအဲကိုညိုကလေအဲ့ဒါလေးလာတာတော့မှလေတီတီနေမကောင်းဘူးလို့ပြောလို့သူမလာတာရှိသေးတယ်တိလားတီတီတုတ်ကွေးတွေဖြစ်တာလေတုတ်ကွေးဖြစ်ပြီးတော့မိမိရဲ့တုတ်ကွေးဖြစ်ပြီးတော့အဲ၄၅ရက်လောက် ကြာတဲ့အထိတီတီမကောင်းပါလေတီတီနေမကောင်းတော့ပါလို့ဆိုစကားကိုဟိုပြောဖို့အေးအစ်စ်မပြေဘူးသမီးရဲ့တည်လားမလားအဲ့လိုမျိုးလေးဟိုနောက်ပြီးတော့ကလထိုင်မှာလဲထိုင်နေဖို့ဟိုခနာကိုကအစ်စ်မပြေဟိုရိုက်မဲ့ဟာကိုလာတွေ့မဲ့ဟာကိုတီတီကနေမကောင်းဘူးလို့ပြောတော့အရန်ကိုဘလို့ဖြစ်သွားပြီလဲသမီးနော်စီးတွေပေါင်းနေတော်တော်ကြော်နေပြီနော်ဟိုဟိုလူမှုရေးနဲ့ကြည့်မယ်ဆိုရယ်လေနော် အဲ့တော့သားလေးတို့နည်းနည်းလေးနေဖိုင်လို့ရပြီအဲ့လိုကသားလေးကြီးကောင်းသွားပြီကောင်းသွားပြီဆိုတော့အဲကောင်းသွားပြီဆိုတော့ねအဲ့ဒါချက်ချင်းပဲသူအဲ့ဒီချူတင်ကနေပြီးတော့ညဘက်ပဲဒီဒီစီကိုရောက်လာတယ်ရောက်လာပြီးအမအေးဒီလိုဒီလိုဒီလိုဒီရှိရဲအဲဇာလန်းနေပြပြသွားတယ်အဲဘသူဘသူလေးလဲအဲ့လိုမျိုးပေါ့အဲချိတ်ထားတယ်ပေါ့အဲ့လိုမျိုး SIC နဲ့လဲဒီဒီ ကအဲ့လိုမျိုးတခါမှအပြစ်မမဆုံဘူးလေ။ तू ကစုံလို့လေနော်။တီတီတော့အိုက်တာဆိုမဆုံဘူး။အခုဒီမှာတွေ့တယ်။ဒီတကားပဲသမီးရိုက်မှာတဲ့။ဘာတီတီကိုအရန်ချစ်လို့ရိုက်ပေးတာတဲ့။တီတီကိုအရန်ချစ်လို့တဲ့။နောက်ပြီးတော့ကိုညိုတီတီအဲ့လိုမျိုးပေါ့။အရန်ချစ်လို့သမီးရိုက်ပေးတာတဲ့။ဒီတကားပဲရိုက်မှာနောက်ကရိုက်ဘူးတဲ့။အဲ့လိုမျိုးဘီလင်းနဲ့ဒရာမာနဲ့အဲ့လိုအဲ့လိုမျိုးလေးပေါ့သမီးလေးရဲ့ size ကကိုနဲ့တွေ့ရင်သူကဘီလင်းပေါ့နော်အေးပေါ့ဘီလင်းပေါ့ဘီလင်းပေါ့ဒီဘီလင်းပေါ့သမီးလေးကဘီလင်းပေါ့ အဲ့အဲ့ဒါနဲ့ဟိုဗါလဲတမီးရတဲ့တေဦးဆောင်တာအရန်ဟိုမဖြစ်ဘူးတဲ့အဲ့ဒါနဲ့ဟိုရန်ပေးနော်ပြောပေးနော်အဲ့လိုမျိုးဒါပေမဲ့တီတီသူ့အရင်ကားလေးတွေကိုလေသူများတွေပြလူကြည့်ရတယ်သူ့ idea ကောင်းတယ်ရှေ့မှာသူနှစ်ကားလားသုံးကားလားရိုက်ထားတာရှိတယ်ရှိတယ်မဟာဘူးလေမဟာဘူး idea မဟာဘူးမဟာဘူးအဲ့ဒါကိုညိုကပြောတယ်အဲဟိုဗါလဲတချင်းဆိုသလိုပါပဲတဲ့ ဒါပါပဲတဲ့ dialogue တွေကတချင်းဆိုသူ brother နေနဲ့ပဲသွားတာပါပဲတဲ့အဲ့လိုမျိုးပြောရင်တဲ့ဟိုတီတီတခါမှမတွေ့ဘူးတဲ့အဲဒီကလေးတွေနောက်ပြီးတီတီကတခါမှမတွေ့ဘူးမဲ့သူ့တချင်းကိုလေဟိုမိုးရေထဲမှာတချင်းရမ်းကြိုက်တယ်အရမ်းကြိုက်တယ်အဲအဲ့တချင်းလေးအရမ်းကြိုက်တယ်အရမ်းကြိုက်တော့ဩကိုကြိုက်တဲ့အတမီလေးနဲ့ရိုက်ရမယ်ပေါ့နော်ရိုက်ရမယ်နောက်ပြတော့သူကလေအဲသူပြောသူဒီတကားပဲရိုက်မှာတဲ့တတိမို့လို့ချစ်လို့ရိုက်သေးတာဆိုတော့အဲသူ့စကားလေးကရင်ထဲအရန်ထိတယ်လေ စုံမှုတဲ့အတွက်ဆက်လေးကိုတိတ်တက်တော့အမြင်ဆန်းတွေ့ရမှာ။อืมအမြင်ဆန်းတွေ့ရမှာပေါ့သမီး။ပြိတ္တတွေအားလုံးလည်းเออအခုရိုက်မဲ့ငါတို့ကခင်မို့မို့အေးဆိုတဲ့ကားလေးကိုဝင်းရပေးကြပါလို့ပြောချင်ပါတယ်ပိတ္တအားလုံးကြည်ကြည်လင်းလင်းရွှေရွှေလန်းလန်းနဲ့ချမ်းသာဒုက္ခပေါင်းပြည့်စုံကြပါစေ